အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မန်ပါတီဗဟိုစီဝေးကော်မတီအပေါ်ပြည်သူအာဏာကြားနယ်အမှတ်35 2022ခုနှစ်ဒီဇင်ဘာလတုန်းမှာဖော်ပြပါရှိတယ်။နိုင်ငံတော်နဲ့တော်လိုင်းရေးကိုထက်မှန်လေ့လာရမှရရှိချက်ဆိုတဲ့ဆောင်းပါအမှတ်1နဲ့2ဖြစ်ပါတယ်။ဒီဆောင်းပါတွေကိုရဲဘော်ကျင်းမောင်ရေးသားခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်နဲ့တော်လိုင်းရေးကို ထပ်မံလေ့လာရမှာရရှိချက်ဆောင်းပါအမှတ်1ဦးစွာပြောကျင်တာဒီစရန်ဟာ ပုဂ္ဂလိကအမြင်ဖြစ်တယ်ဆွေးနွေးဖို့အစပြုထားတာသာဖြစ်တယ်1လီနင်ရဲ့ဒီကြမ်းရင်းကိုတော်လန်ရေးလဲမလုပ်ဘူးသေးခင်နိုင်ငံရေးအာဏာလဲမထူထောင်ဘူးသေးခင်ကစပြီးလေ့လာခဲ့ပါတယ်အထူးသဖြင့်တော်လန်ရေးအပိုင်းကို ပိုပြီးစိတ်ဝင်စားခဲ့တယ် နားလဲတလို့လို့တော့ရှိတယ်ဒါပေမဲ့နက်နက်ဆိုင်ဆိုင်မဟုတ်အခန်း1ကအုပ်စိုးသူလူဒန်းစားနဲ့ရံဘက်ပဋိပက္ခမပြေငိမ့်နိုင်မှုက နိုင်ငံတော်ပေါ်လာတာဆိုတာကိုတော့သဘောပေါက်တယ်အဲ့ဒီတုန်းကအုပ်စိုးသူကအင်္ဂလိပ်နယ်ချဲ့သမားဖြစ်နေလို့ပဲရည်ရွယ်မှာ သူ့အဓိကတောက်တိုင်တွေကလည်းလက်ဝေကန်နဲ့ပရိသတ်မြေရှင်ကြီးတွေဆိုတော့သဘောပေါက်ဖို့မခက်ဘူး ပြည်သူလူထုကိုရှင်းလင်းတင်ပြရင်လဲဘဝဘေးအသည့်အရသဘောပေါက်လွယ်တယ်။နှစ်ဒါပေမဲ့48လွတ်လပ်ရေးရတော့လက်နက်ကင်တိုက်ပွဲတိုက်ရတော့ပါတီရင်းမှာကိုပဲအတွေးခေါ်နှစ်ခုပေါ်တယ်။ပြည်သူလူထုတွင်လည်းဇဝေဇဝါဖြစ်တယ်။ဖဆပလအစိုးရကကရင်ကချင်းဂေါ်ရခါတပ်တွေကိုအုံပြုပြီးကွန်မြူနတီချိန်မုံရေးလှုပ်တော့အဲ့ဒီတပ်တွေရဲ့ အကုံလူအကုံမီရှုယောက်ျားမှန်သမျှအကုံသက် policy ကြောင့်ပြည်သူလူထုကဘဝဘေးအသိအရာလက်နက်ကင်ဒေါ်လာရေးပက် AS တိတ်ညွတ်တယ်ပြည်သူရဲဘော်တော်ခိုဒေါ်လာသောဗမာတပ်မတော် RBA ကဒေါ်လာရေးပက်ရောက် KNDO ကပုံကန်တော့ဒေါ်လာရေးဒီမြင့်တက်လာတယ်ဒါကြောင့်ပါတီတွင်က AS ဆန့်ကျင်ရေးသမားတွေပါ AS ကိုလက်ခံလာကြတယ်သူတို့ကတော့ ပိုပြီးတက်ကြွတရားရောက်မှာပဲဒါပေမဲ့ပါတီရဲ့လမ်းစဉ်မှာနှစ်နှစ်အတွင်းစစ်နိုင်ရေးစစ်ရေးလမ်းစဉ်အမှကြောင့်တက်တွေပြိုတော့ AS ဆန့်ကျင်ရေးသမားတွေက AS ကိုမေကွန်စပြီးထုတ်လာကြတယ်စစ်တမ်းတွေ ရေးပြီးဖြန့်ကြတယ်သူတို့ရဲ့အဓိကအကြောင်းပြချက်ကဖဆပလအစိုးရဟာအမျိုးသားဒဏ္ဍာရှင်အစိုးရဖြစ်တယ်ပေါင်းလဲပေါင်းတိုက်လဲတိုက်ရမယ်လူဒန်းစားပဲအာနာရစားပဲရှိသေးတယ် သူတို့အမျိုးသားဒနာရှင်တွေရဲ့အမျိုးသားစက်မှုလုပ်ငန်းထူထောင်ခွင့်ပေးရမယ်။ဒီမိုကရေစီဒေါ်လာရဲ့ဆုံးခန်းတိုင်လုပ်ခွင့်သူတို့ကိုပေးရမယ်။ဗမာပြည်စက်မှုနိုင်ငံတော်ဖြစ်မှာပဲပါတီကဆိုရှယ်လစ်ဒေါ်လာရေးကိုလှုပ်သင့်တယ်တဲ့။သူတို့ကိုဖဆပလအစိုးရရဲ့လက်တွေ့လှုပ်ဆောင်ချက်တွေကိုခွဲခြမ်းစိတ်ဖြာပြစမ်းမှာလို့ပြောတော့သူတို့ကဖဆပလဆိုရှယ်လစ်တွေရဲ့ကြွေးကြော်တန်တွေကိုပဲပြောနိုင်တယ်။အခိုင်အမာလက်တွေကိုပြောပါဆိုတော့လေဟင်္ဒရာဦးမြတို့ စမာဒူဝါကြီးတို့ရဲ့အမျိုးသားဆက်မှုလုပ်ငန်းစိတ်ကူးတွေပဲပြောနိုင်တယ်။ဦးမြနဲ့စမာကြီးက policy ချမှတ်နိုင်သူတွေမဟုတ်ဘူး။ policy ချနိုင်သူကဦးကျော်ငိမ်းဦးနုတို့ပဲ။သူတို့ကလည်းကြွေးကြော်တန်ထုတ်ပြီးလက်တွေလှုပ်တာက American, Japan, English တို့ရဲ့လက်ဝဲကံလှုပ်ပြီးဆက်မှုလုပ်ငန်းတချို့လုပ်နေတာပဲ။နေချေသမားတွေကလည်းဆက်မှုလုပ်ငန်းမဟုတ်တဲ့လုပ်ငန်းတွေမှာပဲရင်းနှီးမြှုပ်နှံကြတယ်။လမ်းပန်းဆက်သွယ်ရေးလို့လျှက်စက်မီလို့ဟိုတယ်လုပ်ငန်းလို့ဒီမှာပဲ ရင်းနှီးမြှုပ်နှံကြတယ်ဖက်ဆက်တွေလှုပ်တော့ပိုဆိုးသွားတယ်စက်မှုနိုင်ငံကြီးတွေက ကုံကြောကိုအော့တိုက်ပြီးသွင်းတာကိုတဆင့်ဖြန့်ဖြူးတဲ့လက်ဝဲကန်အလုပ်ပဲဖြစ်နေတယ်မဆာလာစစ်အာဏာရှင်ခေတ်ကြတော့ဂျပန်ဂျာမနီရဲ့လက်ဝဲကန်ပိုပြီးပီတလာတယ်နဝတနာအဖစစ်အာဏာရှင်ခေတ်ကြတော့တရုတ်လက်ဝဲကန်ဖြစ်လာတာပဲအခုဦးသိန်းစိန်ဆိုရကအမေရိကန်ဂျပန်ဥရောပသမဂ္ဂ EU ပြန်ဝင်လာဖို့လှုပ်တော့လဲ သူတို့ဘာကိုပဲစိတ်ဝင်စားကြတယ်လဲဆိုတာကိုပြနေပြီဗမာပြည်မှာအမျိုးသားဆက်မှုထွန်းကားဖို့မရှိပါဘူးဆက်မှုနိုင်ငံထူထောင်ရေးဟာဘလာကြွေးကြော်တံပဲဖြစ်မှာပါ1955ကျတော့55လမ်းစဉ်ဆိုတာပါတီကချမှတ်တယ်ဟိုတုန်းက AS စံကျင်ရေးသမားတွေအားလုံးတကယ့်အားလုံး AS ကိုဇုံကံပြီးလက်နက်ချကြတယ်1958အိမ်ဆောင်စစ်ဆိုရခဲ့ကြတော့ပါတီကအနိုင်ကြဆုံးအချိန်ဖြစ်သွားပြီ AS ကိုတရွတ်တိုက်လိုက်နေတဲ့သူတွေလည်းတဖြုတ်ဖြုတ်လက်နဲ့ခြာကြတယ်။55လမ်းစဉ်တစ်ခုတည်းကြောင်းလို့တော့ပြောမရပါဘူး။အမားတွေဒဏ်ကို စုပုံခံရတာပဲ။1989-90နောက်ပိုင်းပါတီက AS ပါတီက UG ပါတီဖြစ်သွားပြီ။ဒနရှင် Liberal ဝါဒခက်စားနေပြီ။နိုင်ငံတော်ရဲ့လူဒန်းစားလက္ခဏာကိုဖျောက်ဖျက်ပစ်ပြီးလင်ကုန်းရဲ့ Gettysburg မိကုန်းတွေကပြည်သူတွေရဲ့အစိုးရပြည်သူတွေအတွက် ြည်သူကတင်မြောက်တဲ့အစိုးရဆိုတာကိုအမွန်းတင်လာကြတယ်။လူတန်းစားတွေကွဲကွဲပြတ်ပြတ်ရှိနေတဲ့လူအဖွဲ့အစည်းမှာပြည်သူတွေရဲ့အစိုးရဆိုတာမရှိနိုင်ပါဘူး။အုပ်စိုးသူလူတန်းစားကဗျောင်ထွက်ပြတဲ့နဝတနာအဖလိုအစိုးရမျိုးဖြစ်ချင်းဖြစ်ဗျောင်မထွက်ဘဲနောက်ွယ်မှာပုံနေတဲ့ဦးသိန်းစိန်အစိုးရမျိုးဖြစ်မှာပဲ။1958မှာစစ်ဘီရိုကရက်လက်ဝကြီးအုပ်ဒနာရှင်လူတန်းစားအစိုးရရဲ့တရုတ်မပီတာပဲမဲ့1962ကစပြီးအခုထိ စစ်ဘီရိုကရက်လက်ဝကြီးအုပ်ဒနာရှင်လူဒန်းစားရဲ့လက္ခဏာကပြပြပြင်းပြင်း ဖြစ်လာတာပဲဒါမှမဟုတ်ဗျောင်းထွက်ရသလားနောက်ွယ်ကနေသလားဆိုတာကပြည်တွင်းပြပအခြေအနေရလောက်ကြတာပါ မျက်မှောက်လောကမှာလူဒန်းစားသို့မဟုတ်လူအလွာတစ်ခုခုရဲ့နိုင်ငံတော်ပဲရှိတယ်ဗျောင်းတော်၎င်းပုံကွယ်ပြီးတော်၎င်းသူတို့ရဲ့အာနာရှင်စနစ်ကိုကျင့်သုံးကြတာကြီးဖြစ်တယ်လူဒန်းစားဘောင်းဆောင်ရဲ့ပြည်သူအစိုးရဆိုတာမရှိနိုင်ဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးမိမိရဲ့ရရှိချက်ကိုဆက်လက်တင်ပြပါမယ်။ထပ်ပြောပါရစေ။ညင်းခုံဖို့မဟုတ်ဆွေးနွေးဖို့ပါ။တောင်းယူရင်အုပ်စိုးသူကတရားတလောက်ရမှာပါ။သူစီကအာနာကို တောင်းယူလို့ရမယ်ထင်ရင်တော့ရိုးအလွန်ရကြပါလိမ့်မယ်။နိုင်ငံတော်နဲ့တော်လိုင်းရေးကို ထပ်မံလေ့လာရမှာရရှိချက်ဆောင်းပါအမှတ်1ဒီစာအုပ်ကိုလီနင်ရေးတုန်းကတော်လိုင်းရေးလက်တွေ့လေ့လာစရာကပြင်သစ်ဒဏ္ဍာရှင်ဒီမိုကရေစီတော်လိုင်းရေးနဲ့ပါရစ်ဘုံအဖွဲ့တော်လိုင်းရေးနှစ်ခုပဲရှိတယ်အခုမိမိတို့လေ့လာဖို့တော်လိုင်းရေးလက်တွေ့တွေတိတ်များတယ်ရုရှားအော်တိုဘာတော်လိုင်းရေးကစပြီးတရုတ်ဗီယက်နမ်ကျူဘာစသဖြင့်တော်လိုင်းရေးအတွေ့အကြုံတွေတိတ်များပါတယ်ပြည်သူအာဏာထူထောင်ကြတဲ့အတွေ့အကြုံတွေနဲ့သင်ခန်းစာတွေလည်း များတယ်အတူယူစရာတွေနဲ့ရှောင်ကျင်စရာတွေရှိပါတယ်ဆက်လက်ပြီးဖြစ်ပေါ်နေစေဖြစ်စဉ်အတွင်းမှာရှိလို့အမြဲဆက်လက်လေ့လာနေရမှာပါမိမိတို့ကဗမာပြည်တော်လှန်ရေးဆင်နွှဲနေတာပါဗမာပြည်ရဲ့စစ်အာဏာရှင်စနစ်ကို တိုက်ဖြတ်ပြီးဗမာပြည်ပြည်သူဒီမိုကရေစီအာဏာရှင်စနစ်ထူထောင်ရမှာပါနိုင်ငံခြားကပုံစံကို ပုံတူကူးချလို့မရပါဘူးတခြားတိုင်းပြည်တွေကအခြေအနေနဲ့ဗမာပြည်ရဲ့အခြေအနေကချွတ်ဆွတ်မတူနိုင်ပါဘူး တူတရာရောင်ရှိကောင်းရှိပါလိမ့်မယ်။လုံးဝအုံုံတူတာတော့မရှိနိုင်ပါဘူး။ဥပမာ အင်ဒိုနီးရှားကဆူဟာတူစစ်အာဏာရှင်စနစ်နဲ့နေဝင်းစစ်အာဏာရှင်စနစ်မတူပါဘူး။စတင်ပေါ်လာပုံနဲ့ကျင့်သုံးပုံချင်းလုံးလုံးကွဲပြားပါလေ။မိမိတို့ဆင်နွှဲနေတဲ့ဒေါ်လာရင်းနဲ့တရုတ်၊ဗီယက်နမ်၊ကျူးဘာစတဲ့ဒေါ်လာရင်းတွေလည်းမတူပါဘူး။တူမြောင်ရှိကောင်းရှိမယ်။ဒါပေမဲ့ချွတ်ဆွတ်မတူပါဘူး။ မိမိတို့ပါတီအနေနဲ့ပုံတူကူးချမိလို့နှာခေါင်းကြည်ပွေတွေ့ကြရပါအောင်များပါပြီဥပမာတရုတ်ယဉ်ကျေးမှုဒေါ်လာရေးကိုပုံတူကူးချတဲ့ပါတီတွင်ဒေါ်လာရေးလမ်းစဉ်ပါတီတွင်ဘန်စကားဂျာဂန်ချုပ်ထုပ်သက်လောက်ခဲ့လို့ဂျွန်းပြန်အောင်မှာခဲ့တယ်ကိုအားကိုကိုကြီးအခြေခံဆုံးရှုံးခဲ့ရတယ်နောက်ကြတော့အမားကိုပြင်ဖို့အကြိမ်ကြိမ်စူးစားခဲ့တယ်မအောင်မြင်ဘူးနောက်ဆုံးအရှုံးနဲ့ကြုံခဲ့ရတာပဲဒီသင်ခန်းစာကိုဘယ်တော့မှမမေ့ဘူးလိုပါတယ် ိုအားကိုကိုအခြေခံရှိတုန်းကဆိုရင်ဘာကပဟာအခက်ခဲပေါင်းများစွာကိုကြော်ဖြတ်နိုင်ခဲ့တယ်။ရန်သူရဲ့ဖိနှိပ်မှုခြေမုံမှုတွေကိုကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ခဲ့တယ်။ဘလောက်ပဲအင်အားနေပါစေလက်နက်ကင်တော်လာရေးအလံလဲမသွားခဲ့ဘူး။ဒါပေမဲ့ကိုအားကိုကိုအခြေခံဆုံးရှုံးသွားတော့အင်အားကြီးမားပေမဲ့ဘာကပရဲ့လက်နက်ကင်တော်လာရေးအလံလဲကျသွားခဲ့တယ်။ဒါဟာအကြီးဆုံးသင်ခန်းစာပါ။ဒါကြောင့်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးပဲလှုပ်လှုပ် စစ်အာဏာရှင်စနစ်ကိုတစတစပြုပြင်ရေးလမ်းစဉ်အခု liberal ဝါဒီများလုပ်နေတဲ့လမ်းစဉ်ပဲလှုပ်လှုပ်တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့အတွေ့အကြုံကိုပုံတူကုမချမိဖို့လိုပါတယ်ဗမာပြည်ရဲ့အခြေအနေနဲ့လိုက်လျောညီထွေရှိတဲ့လမ်းစဉ်ကိုကိုယ့်ဘာသာတီထွင်ကြရမှာပါနှစ်လီနန်ရဲ့စာအုပ်လေ့လာရရှိတဲ့အဓိကအကြဆုံးချက်ကအာနာဟောင်းကထူထောင်ထားတဲ့အုပ်ချုပ်ရေးရန်ရာစစ်တပ်ရဲတပ်တရားရုံးကို ြည်သူဒီမိုကရေစီအာဏာရှင်စနစ်ကဆက်လက်အသုံးမချနဲ့ဆိုတာပါပဲပြည်သူဒီမိုကရေစီအာဏာရှင်စနစ်ကမိမိရဲ့အုပ်ချုပ်ရေးရန်ရအသစ်စစ်တပ်ရဲတပ်တရားရုံးအသစ်ထူထောင်ရမှာပါအဲ့ဒီလိုမလုပ်နိုင်ရင်အစိုးကြတန်တရာတပတ်ပြန်လဲမှာပဲဦးနုရဲ့ပါထာစအစိုးရကြုံရတဲ့အဖြစ်ဆိုမျိုးပြန်ပြီးကြုံရမှာသိကြပါတယ်လီနေအနေနဲ့ဒီလိုအဖြစ်မျိုး ဆိုဗီယက်အာဏာထူထောင်ပြီးစမှာကြုံခဲ့ရတယ်။စစ်တပ်ဟောင်း၊ရဲတပ်ဟောင်း၊တရားရုံးဟောင်းတွေကဆိုဗီယက်အာဏာကိုအာခံလာကြုံရပါတယ်။ပြည်တွင်းစစ်ဖြစ်ရတယ်။အဲ့ဒီခါကြတော့မှတပ်မတော်အစ်စ်ရဲတပ်အစ်စ်တရားရုံးအစ်စ်ကိုထူထောင်ခဲ့တာပါ။မော်စီတုံးကတော့ဒီလိုမကြုံပါဘူး။ဘာကြောင့်လဲဆိုတော့သူက ရေရှည်ပြည်တွင်းစစ်အတွင်းမှာ KMD ရဲ့စစ်တပ်ရဲတပ်တရားရုံးတွေကိုခြေမုံဖျက်ဆီးခဲ့ပြီးဖြစ်လို့ပါ။ ဒါတော့မှအမြင့်ကျန်နေပြီးထိုင်ဝမ်ကိုထွက်ပြေးတဲ့ KMD ကအမေရိကန်အားကိုနဲ့ရန်ရှာနေတော့မှာဒါကြောင့်ဗမာပြည်မှာစစ်အာဏာရှင်စနစ်ကထူထောင်ထားတဲ့စစ်တပ်ရဲတပ်တရားရုံးတွေကိုကောက်ခံငင်ကအသုံးချမယ်တစားတစားပြုပြင်ယူမယ်ဆိုတဲ့စိတ်ကူးယဉ်မှုမျိုးမရှိသင့်ပါဘူးသူ့ကိုကိုကမပြင်နိုင်ပဲသူကကိုကိုတွန်းလှန်တာပဲကြုံရလိမ့်မယ်တောင်းလီနင်မော်စီဒုန်းတို့ဖျက်ဆီးခဲ့ရတဲ့ခစ်ကနယ်ချဲ့သမားတွေချင်းချင်း ကဘာစစ်တိုက်ရတဲ့ခစ်ပါမျက်မှောက်ခစ်နဲ့မတူပါဘူးမျက်မှောက်ခစ်ကနယ်ချဲ့ချင်းချင်းစစ်ခင်းတဲ့ခစ်မဟုတ်ပါဘူး American Super Power တခုပဲရှိတယ်ကဘာစစ်ကြီးမဖြစ်တာကလည်း69နဲ့ရှိပါပြီဒေသန္တရစစ်ကလေးတွေပဲအကန့်အသတ်နဲ့ဖြစ်ခဲ့ပါတယ်ဖြစ်နေပါလေဦးမယ်ကဘာကြီးတခုလုံးငိမ့်ချမ်းတဲ့ခစ်ကြီးရောက်ပြီလို့ယူဆလို့မဖြစ်ပါဘူးမိမိတို့အနေနဲ့အရေးကြုံရင်အသင့်ဖြစ်နေဖို့လိုပါတယ်ဗမာပြည်ရဲ့အခြေခံအမျိုးသားကြိုးစည်းဝါးကို ထိပ်ပါမခံဖို့ဗမာပြည်ရဲ့ပိုင်တဲ့နယ်မြေကိုနည်းနည်းမှအထိပ်ပါမခံဖို့လိုပါတယ်လေလီနင်ကဆိုရှယ်လစ်တော်လိုင်းရေးအတွက်ရေးထားတာပါကျွန်တော်တို့ကဒီမိုကရေစီတော်လိုင်းရေးအဆင့်လောက်ရမှာပါ မော်စီတုံးရဲ့ပြည်သူဒီမိုကရေစီအာဏာရှင်စနစ်ကပိုပြီးလက်တွေ့ကြပါတယ်လေးလာရတာနဲ့နားလဲသဘောပေါက်ဖို့လွယ်ကူပါတယ်ငါတော်လိုင်းရေးဆိုတာတောင်းယူတာမဟုတ်တိုက်ယူတာဖြစ်တယ်လီနင် မော်စီတုံးတို့ရေးသားချက်ရဲ့နှစ်သာရကဒါပါပဲ။